င်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမှာကတော့ဇလန်းတယုတ်ဖို့မိမန်လေးတောင်ကိုဤဝါဆက်ကြဘလူးဆိုတဲ့ကာတွန်းဇလန်းလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ရွာမှာမင်္ဂလာဆောင် ရှိလို့မြို့ကနေဆိုင်ကယ်ကယ်ကြီးငှားပြီးလာတာလမ်းမှာဆိုင်ကယ်ပြတ်တော့ခုညနေ9:00နာရီမှကားကြီးရောက်တယ်ကားကြီးကနေတာလမ်းဖြတ်ပြီးရွာကို2နာရီလောက်သွားရအောင်ပါပဲอืมဒီအချိန်ခါဦးလို့ရေခက်ဆင်းပြီပဲအမေစီမသွားသေးပဲရေခက်လန်းသွားလို့အမောပြေခါဦးအထုခမ်းမ ။သူမှားတဲ့ဘောင်းမီရှိငါမေ့ပြီးဝယ်မလာခဲ့ဘူးပြောရင်။သူငါကြုံတင်အောင်ထုမှာ။အဲ့တော့မှဟွန်းတိတိချာချာမှားထားတာကိုမပါခဲ့ဘူး။ကဲဟဲကဲဟဲ။ညာပြောတာ။ဘလောက်ကောင်းလိုက်တဲ့အကြံလဲ။ဒါထက်ခိုးမင်္ဂလာဆောင်ပဲထိုးမွေးနဲ့မတ်ချူကဒိုးလိုချစ်သူတွေဖြစ်တာကြပြီခိုးမှလက်ထက်တာငါလဲခါဦးကိုသူတို့ကိုအားမကြဘူးလားလက်ထက်ရအောင်လို့ပူဇာရမယ်ရေခက်လန်းအရောက်ဟာရွာထိတ်လန်းပြီးတပင်တွင် မိသွေးခဲ့တဲ့ပုံတွေရေးထားဘာ ਈ လဲထုံးခင်တစ်ပင်ပင်စီမှာပုံများကိုတည်ချာချာကြည့်ပြီးဘာ ਈ လဲလာနဲ့လောက်အမဲဖုံးထားတာလည်းပါတယ်ဘာရေးတဲ့၃ယောက်လည်းပါတယ်မြက်ခင်းနေနဲ့ထုံးပြူနေလေအမှန်ရေးထားတာလည်းပါရဲ့အော်သိပြီလာပြင်းနဲ့လာခွေညဘိုက်ကြီးတဲ့၃ယောက်မြက်တော့တဲ့ရက်နေပုံပေါ့ထုံးစင်အမလီကိုရင်ထုံးခင်ဒါဒါခေါအလက်တရားအော်တဲ့အဲ့ဒီတစ်ပင်ကပုံနေဘာလို့ကြည့်နေရတာလဲမကြောက်ဘူးလား ပုံလင်းကြည့်တာဘာဖြစ်လဲဟာအရင်ဘက်ကရွာတဲ့ကိုဖုံ ရွာပြင်မှာရေးထားတဲ့တပင်ရပုံတွေကိုကြည့်တာညကျသူ့နွားတေးသွားလို့တဲ့တော့ဘာဘာပုံတွေကိုကြည့်လို့သူ့နွားတေးရတာလဲအရင်အဘက်ကရွာပြင်တရက်ပင်ရင်းမှာဝါးနှလုံးရယ်နွားရယ်တဲရယ်မြက်တော်လေးတွေနဲ့တဲ့အခုလိုပဲမီးသွေးနဲ့ရေးထားလို့ထုံးဖြူနဲ့အမှန်ချစ်ထားသေးတယ်လူတွေကြည့်ပြီးဘာအတိတ်ပဲလဲဝေခွဲမရဖြစ်နေတာဟဲ့ဘာလဲဘာအတိတ်ပဲပါလဲ မကြဘူးသွားကြည့်တဲ့ဦးနီနွားညာတွင်ချင်းရုတ်တရက်သေးပါရောလားငါ့အိမ်မှာနွားမှမရှိနောက်ပြီးငါကဒါမျိုးအယုံကြည်မရှိဘူးတိုက်ဆိုင်မှုပါတော်ရတာမယုံနေရွာထဲနောက်ထပ်နွားတွေတေးလို့နွားရှိတဲ့လူတွေဒီပုံကိုလာမကြည့်ရဲဘူးဖြတ်တဲ့လူပိုဆုံးမယ်ဆိုလို့ဘသူမှလည်းမဖြတ်ရဲဘူးဘသူကပြောတာလဲဟာဘသူလဲဆိုရွာလဲကအကျန်းစရာဦးမို့ပေါ့ရွာလူတွေသွားမိကြလို့ဟောတာရွာကနွားပိုင်ရှင်တွေလန့်လို့ဟင်ဦးမို့တို့လှုပ်ချက်အကျန်းစရာဦးမို့က ဒါဝါဆက်ကြဘလူကဒီရွာကနွားသားစားခြင်းလို့ဟဲ့ရွာလူတွေလေယာနဲ့စီးပွားဖြစ်ပြီးသူ့ကိုပတာရမှာမေ့လို့ရွာဆောင်နဲ့ကိုတောင်းနေပုံထားပါတော့ရွာဆောင်နဲ့ကဘာပြောလဲဟာအဲ့ဒါလေဦးမိုးကအဲ့ဒါရွာဆောင်နဲ့မင်းကစားဆိုပြီးထောက်ခံတဲ့အနေနဲ့ထုံးဖြူနဲ့အမှန်ချစ်ပေးထားတာမမြင်ဘူးလားအေးရွာမှာရွေးကောက်ဝဲလို့တော့ကို ထောက်ခံတဲ့လူရဲ့အမှတ်သားပေါ့အမှန်ချစ်ရတော့အခုအဲ့ဒီလူတွေဖြစ်လာပြန်ပြီပေါ့ထားပါတော့ အခုငါကြည့်တဲ့ဘာကြီးတဲ့သုံးယောက်ပုံနင်တို့ဘလို့အထိပယ်ဖွင့်ဆိုကြတယ်လေအဲဘလို့ဖွင့်ကြတယ်လဲဆိုလာခွေညမှာရွာဘိုက်ကြီးတဲ့သုံးယောက်ကိုဝါဆက်ကြဘလူကစားကျင်ကြောင်းရွာဆောင်နဲ့ကိုပုံရီးတင်ပြတာလို့အထိပယ်ကောက်ကြတယ်ဟာအတိတ်ကောင်းอยู่လေလာခွေညရွာမှာရှိတဲ့ဘိုက်ကြီးတဲ့တွေကလေးဖွားရင်မွေးရလွန်အောင်မျက်ခင်းပေါ်လမ်းရှောင်းလို့အတိပေးတာရောမဖြစ်နိုင်ဘူးလားโอ้ยัวเรอะหลูนี่เทพเป๋กောက်ตโลบาเวตออะคูยัวซ้องน่ะถอกขันจองท้องเนี่ยอำมั่นฉิดทาบิบิเลย အဲ့ဒီတော့ရွာထဲကမုံစိုးမတွေကလန့်ပြီဟဲ့ဘယ်လိုလုပ်မလဲရွာထဲဘိုက်ကြီးတဲ့9ယောက်ရှိတာဘသူရွေးစားမလဲစိတ်ညစ်ပါအဲ့ဒီလိုမှန်းသိကိုဲနေရလင်းကိုမနစ်ကပြန်မပေါင်းပါဘူးအေးအဲ့ဒါထားပါအောင်ဒီကိစ္စဦးမိုးပဲမေးရမှာပဲအကျန်းဆရာဦးမိုးကဘိုက်ကြီးတဲ့တွေကိုအထက်အမိတ်နဲ့နင်းတို့ဘိုက်ကိုငါပေးတဲ့ဆေးနဲ့ဝါလုံးကွင်းရမယ်ဒါဆိုဝါဆက်ကြဘလူမစားတော့ဘူးအောက်ကိုပါတယ်အဲ့ဒီဆေးပဲပေးပါအဲ့ဒီဆေးကိုတစ်ခါကွင်းစာပဲပေးမယ်တစ်နှခါရည်လိုပဲ ညနေကျွေးခွက်လေးတွေယူခဲ့ကြအထက်ဆရာတွေပွဲတင်ရမှာမို့တယောက်3000နော်ဟုတ်ကဲ့ပေးပါမယ်ခုရွာတွေကဗိုက်ကြီးတဲ့ခွနှစ်ယောက်ငွေ3000ကြော့ပြီးကွင်းကြတယ်ဒါဦးမိုးရဲ့အကြံဖန်ပဲဒါပေမဲ့သူတို့တအားယုံနေတဲ့အချိန်သွားတလို့တော့မရဘူးအဲ့ဒီတဲ့အခုမင်္ဂလာဆောင်မဲ့မတ်ချိုအဖြစ်ကတနာစရာဟဲဟာမတ်ချိုကမင်္ဂလာဆောင်တော့မဲ့အပြိုလေခုဟာဗိုက်ကြီးတဲ့ကိစ္စသူတို့သမီးလောက်နဲ့ဘာဆိုင်လို့လဲဟာ တော်ရလေလေချစ်သူတို့ဘာသာဘာဝထုံးမွေရကြည်ကြလို့ဆယံတက်ပေးမိရနေမှာပေါ့ဟာဒါဒါဆိုနေငါ့ကိုလက်ထပ်ဖို့ပြောတိုင်းညင်းနေသေးပြီမေမိချို့လို့ဆယံတက်ပေးရင်တော့ဘယ်ချိန်ထိထိလက်ထပ်ဖို့ငါဆောင်နေဟာနားရှက်စရာတွေပြောလို့ကဲဟဲကဲဟဲအဲ့ဒါနဲ့မိချို့ကြံ့ရမရဖြစ်ပြီးမိသေးအမဝမ်းကွဲဖိုက်ကြီးနေတဲ့မိအေးကိုစီယုံပြီးဦးမိုးစီယာဆေးရအောင်ညနေညနေထုတ်ပြီးတောင်းခိုင်းတာပေါ့ မိအေးရဲ့ဥမို့ကိုလေကျမအမွားဘူးမွေးမယ်လို့လက်တရားပြောတယ်အဲ့ဒါကြောင့်စီးနှက်ခွက်ပေးပါဆိုပြီးတောင်းပေးပါဟဲ့မိချိုလေကိုထုံးမွေးနဲ့ဟိုဟိုတောင်းလာရှိပြီဘသူ့မှာမပြောနဲ့နော်မိချိုတစ်ခွက်ကွေးမယ်ငွေတစ်သောင်းပေးမယ်နော်နော်အေးပါအေးပါပြောပေမဲ့မိအေးကမောင်းခွဲမိသေးအမဝမ်းခွဲပဲရွာတဲ့တခဏနဲ့ပြန်ရောအဲ့ဒါသူတို့မင်္ဂလာပွဲဒုက္ခဖြစ်တော့မယ်ဘာဖြစ်လို့လဲထိုးမွေးကတာဝန်မရဘူးပြောလို့လား ဘယ်ရလာကျုပ်တို့ရွာထုံးစံကအပြိုလူပြိုလက်ထံရင်မရှုံးအောင်လက်ပွဲငွေများများပေးကြတယ်လေအဲလိုက်ပြေးပြီးတာတို့အပြိုမဟုတ်တော့ဘူးတို့တရင်တန်တန်ကြားလို့ရတော့အဲ့ဒီမင်္ဂလာဆောင်မကောင်းတဲ့လို့လက်ပွဲ900တထောင်နဲ့သွားကြတာတော့ဒါကြောင့်တော့ဘယ်တော့မှအလိုမလိုက်တာဒါပဲသွားပြီအဲလက်ဖွဲ့ပစ္စည်းများများမှတ်တဲ့မိခါဦးဒီတစ်ခါနင့်ကိုရွာပြင်ချော့ခေါ်တင်းဆွဲမြို့ကိုခိုးပြစ်ပြစ်မယ်ဟွန်းဟွန်း တန်တော့ဒီကိစ္စအကျန်းစရာအုံမူလှုပ်ရှားနေရများလားတော့ကိုရင်ထွန်းခင်ဘာရီဒေါပါနေရလဲပြောပါအောင်ကျုပ်ကိုဟွန်းဟွန်းအိုးရွာရဲမဝိုင်းပဲခါဦးကိုဒေါပွားနေတာဒီလိုပါပဲတထက်ဘယ်ရလားရွာပြင်ဟိရွက်ခူတာဟဲ့မျက်လုံးကတော်တလုံးတောင်တလုံးခြေထောက်ကတစ်ဖက်ကမတန်အယုတ်ဆိုးရကြတယ်ကိုကစားသေးอืมยัวเรไอ้นายหินที่หิ้วใส่เนี่ยยัวเพียงถั่วหิ้วหยั่วคูโลฉิร้องไม่ตันโลซู้หยิงนี่ล่ะ ကြုတ်ခူးတဲ့ဟင်းရွက်တရားရွာထဲမရှိတဲ့ငရမ်းဘဒူတို့ကောက်ရိုးຫນွယ်တို့လောင်မင်းရွက်တို့လေးစေးဖို့မလို့ရုပ်ဆိုးပါတယ်ဆိုမှကိုကစားထားလိုက်တာပါဇက်ကူနီးလို့ဟုတ်သားပဲအဲဘာပဲဖြစ်ဖြစ်ငါမြို့မှာမဂဇင်းတွဲဖက်အက်ဒီတာဆိုတော့စုံထောက်စာမှုတွေဖက်ရလို့အခုတစ်ပင်ရင်ကပုံနေကိစ္စအဖြေတခုတော့ရပြီ ရွာထဲဝင်မှထုံးခင်သူ့အမေစီရောက်ပြီးနောက်နေပေမင်းနဲ့စကားလက်ဆောင်ကြတာက ထုံးမွေးတော့မချိုခြီးပြီးတုတ်ပြီးဖြစ်လို့အခုမချိုမိပါတွေကအကုန်ခံလက်ထက်ပြီးတာဒါပေါ့မချိုမိပါတွေအ мян လုံးမပေးလို့မဖြစ်တော့ဘူးလေဒါထက်မင်းအမမင်းရောက်တာနဲ့သူ့စီအ мян လာခဲ့ပါအောင်နဲ့ဟုတ်လားခုသွားမှာပဲထုံးခင်အမအိမ်တို့အသွာလန်းတွေအကြီးကဒို့ရွာနောက်လူငယ်တွေတရဲတို့ဘလူတို့ယုံကြည်မရှိပါဘူးအမေတို့တော့ကတော့ယုံခဲ့ကြတယ်ခုပြန်ခစ်စားပြီးယုံကြည်တာဒါဟာတရဲကတွေပြလို့ရပြီပဲ ီလိုတရေကတွေပေါ်လာတော့တကြံစာအရာအကျန်းစရာတွေတစခန်းတာစားပြန်ပြီပေါ့တရေကကြည့်မယ်ထို့စဉ်ထုံးခင်လာလို့ဟာမြို့ဟာတရိတ်ဆန်စီးကူဆရာဝန်ကိုမြအူးပဲကျွန်တော်တို့ရွာကဘာကိစ္စဒီရွာမှာနွားတွေရှာနာခွာနာဖြစ်ပြီးရုတ်တရက်တေးကြလို့ဆေးလာကုပေးနေတာနွားတွေခွာနာရှာနာဖြစ်ပြီးတေးတာတို့ရွာလူတွေတရေကကြည့်ပြီးတပိရင်ရပုံလေးကိုကြည့်ဝါဆက်ကြဘလို့စားမလို့ဥမို့ညာတာယုံကြတာကို ငါခါဦးတော်ပါသည်ငါမောင်ဘာရီတွေးပြီးငိုင်းလာတာလဲဟဲ့ထုံးခင်ဘာရီတွေးပြီးလမ်းလျှောက်လာတာတော့ဟိုဟိုခါခါဦးအော်ခါဦးအတော့တွေးပြီးရင်းလေးလာတာလားငါကြိုတင်စီစဉ်ထားပါရဲ့ငါလက်မီစိတ်ဆွဲရခါဦးလို့ပြောမိတာအမကခါဦးအတွက်ကြိုတင်ပြင်ဆင်ထားတယ်တဲ့ဘာပါလိမ့်အမဘာရီစီစဉ်ထားတာလဲ ငါမောင်မင်္ဂလာဆောင်လာမယ်တိလို့မနေ့ကအကျန်းစီယာဦးမိုးစီသွားပြီးကျမလည်းကိုဝင်ဆရှိပြီဆိုပြီးဝါလုံးကွင်းစေးတစ်ပုံ၃ထောင်ပေးယူခဲ့တယ်။အမကကိုဝင်ရှိလို့လားကြံကြံဖက်ဖက်ဘယ်ရလားနေခါဦးအတွက်ဗျာကျွန်တော်ခါဦးအတွက်သူသူကဘယ်သူနဲ့ဘာဘာဖြစ်ဟဲ့မင်းနဲ့ထိုးမွေးနေရအမြဲတဘူးတူတွေတွေလုံနေတော့ဒီကိစ္စလည်းတကြိမ်တည်းတညံနဲ့အောင်းမိတာပေါ့ အခုမတ်ချိုကိုဝင်ရှိနေတော့မင်းခါအုပ်လည်းရှိမှာပဲဆိုပြီးဘလူးမစားဖို့ဦးမိုးစီကစေးညာတောင်းရတာပေါ့ခါအုပ်ကိုအမေမုန်းတယ်လို့ငါလည်းတောင်းမချိုးလို့မုန်းတယ်ဒီကိစ္စတော့ကိုချင်းစားတယ်မင်းပေးတဲ့အချက်သူ့ကိုဘလူးစားမခံနိုင်ဘူးအမလီငါအမငါ့ကိုအထင်ကြီးနေတာငါ့ကိုခါအုပ်ကတွေ့တိုင်းဘာဟိုတော်တန်းကိုသွားရအောင်ဟုတ်လားညံမမြောင်းနဲ့ကဲဟဲကဲဟဲ အလိုမလိုက်ပဲစွကြံအသေးထုပြီးတာဒါပေမဲ့သူ့မောင်လေးကိုဆက်အထင်ကြီးအောင်အမကိုကျွန်တော်မှအမရှိတော့ခါအိုလေးကိုနှမချင်းစာနာတတ်ပါတယ်သူ့ကိုဖြူစင်မှုနဲ့တန်တန်လေးချစ်တာပါသူကအထာပေးတာတော့ရှောင်ပါတယ်အော်ငါမောင်စိတ်ကခါအိုအပေါ်မှာအဖြူတယ်ပဲအမယုံသွားတယ်ဒါထက်အမနှစ်အိမ်ကျော်ကဒေါ်ခွေးတို့အိမ်မှာဘာဖြစ်တာလူတွေစုယုံလို့ငါမောင်ရေဒေါ်ခွေးမြေ၃နှစ်အရွယ်လေးဆုံးလို့အခေါင်းလုံနေကြတာကလေးမသားဆိုတော့လူနေတာပေါ့ အဲ့ဒါရွာထဲကစကားမပြောတတ်တဲ့ရွှေအာခေါင်းပေါ်ပန်းကနုတ်တွေရေးပြီးတယ်။ "तू आ စာမတက်တော့မြ мян ဆွဲစာရေးချင်ပြီ။စံလင်းကကလေးနမယ်အသက်ကိုရေးပေးရတယ်လေ။နောက်နေ့ရွာပြင်ခြုံတော့တဲ့ဝဲထုံးခင်နဲ့ပေမီးရွာထဲကတယောက်ထွက်လာတယ်။မသေးခွဲသေးဘူး။သေးခွဲပြီးရွာထဲကရွှေအာငပြူး။အေးလေးဘူးလေခွင်းနဲ့ကတရားပင်နာကိုသွားနေရဲ့ကွာ ဟောတစ်ပင်ပင်စီမှာပုံဆွဲနေပြီလက်ဆတတော့လူတွေကြောက်ကြတဲ့ဝါဆက်ကြဘလူးကရွှေအပဲအခုနေဒီဘလူးတော့မဖက်နေဘူးရင်းရင်းနေရွာဆောင်နဲ့လာအောင်မယ်ကြည့်ရွှေအားထွက်သွားပြီခဏကြာဟောဟိုမှာမိဝိုင်းလာပြီကြည့်ကြည့် तू ကလည်းပုံအောင်ကိုစားထုံးနေချစ်လို့ तू ကရွာဆောင်နဲ့ပေါ့ငါထင်တဲ့အတိုင်းပဲဒါဆိုတို့မဝိုင်းတစ်ပင်မှာဘာရေးချင်နေရလဲဟဲ့ဟဲ့ဟာ ရွှေအားဟာမျက်ခင်းနဲ့ကလေးကိုလူကြီးကထမ်းမိုးနေတဲ့ပုံဆွဲထားတာပဲ။ခမည်းတော်ထုံးတဲ့အမှန်ချစ်တယ်။ဒါဆိုရွာတဲ့ဒီပုံကြီးကြည့်ပြီးကြောက်ကြအကျန်းဆရာမေးကြနေဖြစ်နေတာ။ခုခမည်းနဲ့ရွှေကလက်ချက်ပဲမပြေးနဲ့။အကြောင်းမှန်ပြောရင်ခွင့်လို့ပဲ။ဟဲငါခြေထောက်တစ်ဖက်မှာမတန်တာဘယ်လိုပြေးလို့ရမှာလဲ။နင်တို့ခွင့်လို့တယ်ဆိုဒီကိစ္စငါပြောပြပါမယ်ဟဲ။အေးခွင့်လို့မယ်။ဒီပုံကိုနင်တို့ကကလေးတန်းပိုးနေတဲ့ပုံထင်မိမယ်။တကယ်တော့ထမ်းမိမှာဟဲ။ ဒါများရွှေအားလေထမ်းမင်ပုံဆွဲပါလားခုတော့လူတွေကြည့်ပြီးဒီပုံတမျိုးထင်အောင်ပါအေးထမ်းမင်ဆိုလူတွေတိပြီးရွာထဲထမ်းမင်ရှိသမျှလိုက်ကြည့်လို့ဒို့ဆောင်တွေမိမှာမို့ဒို့တင်ငင်သားနဲ့ဒို့ပေါ့ဒါဆိုခမားတို့ဟာချစ်သူတွေလေသူကစာမတက်တော့ပုံလေးဆွဲပြီးငါနားလေအောင်တရုတ်ပေါ်ပြတာအမ်ဒါကြောင့်ရွှေအားမတာခေါင်းမှာကနုတ်ပန်းရှိတော့သူပကြီနည်းနည်းဆွဲတတ်တာပဲခမားကလည်းကွန်းစားတော့ထုံးလက်တို့လာမှာပဲဒီတော့ ခမည်းတော်နှစ်ယောက်လက်ချက်ဆိုပြီးတွက်ထားတာကွက်တိမှန်နေတယ်။တစ်ပင်မှာရေးဆွဲထားတဲ့ပုံကြီးရဲ့အထိပ္ပယ်တွေကပထမတစ်ပင်မှာမဝိုင်းလားပညာရွာပြင်နွားတဲမှာည၈နာရီသူဆောက်နေမယ်လာခဲ့လို့ရေးတာ။အောက်ကမြတ်တော်မဟုတ်ဘူး၈နာရီဆိုတဲ့အမှတ်အသားဒုတ်ချောင်းရှိခုလေ။အဲဝါနှလုံးကဝါတလုံးကကျမနမည်မဝိုင်းကိုညှို့နာဝိုင်းဆိုတော့ဝါလုံးပေါ့ဝါတလုံးကလာပညာကိုညှို့နာပြပြဝဝတာတဲ့လာပေါ့ကောင်းလိုက်တဲ့အကျံ ဒါကိုအကျဉ်းစရာဝါဆက်ကြဘလူတဲ့ဒါကိုခမရကဘာလို့ထုံးနေအမှန်ချစ်တာလဲငါဒီပုံတွေ့တယ်လာခဲ့မယ်ဆိုရဲထောက်ခံချက်အမှန်ချစ်ရတာပေါ့ထားပါနောက်ဘိုင်ကြီးတွေပုံကအဲ့ဒါကမဝိုင်းလာကွယ်ညာရွာပြင်ဇီးသုံးမင်းနေရာကို၈နာရီတိတိလာခဲ့ပါလို့တရုတ်ဖော်ဆွဲထားတာအဲ့ဒါဆိုဇီးပင်သုံးမင်းဆွဲပေါ့ဘာလို့ဘိုင်ကြီးတွေ၃ယောက်ထည့်ဆွဲထားလဲဟာဒါကကျမနဲ့ရွှေရပဲတည်ရဲ့တင်ဂီတာပေါ့ ကိုဝင်တဲ့တွေကိုအချို့လူတွေကဈီးရှိတယ်နောက်ခေါ်လို့သူကအဲ့ဒါနဲ့နှိုင်းပြီးဈီးပင်သုံးပင်လို့ရေးဆွဲထားတာအဲ့ဒီဈီးကတရိတ်ဆန်တွေကိုသုံးတာနောက်ပြီးဈီးပင်နဲ့ဈီးပင်မှားတယ်ဟဲ့ရွာမှာဈီးပင်ကိုအချို့ကဈီးပင်လို့ခေါ်ကြရေးကြတော့သူတို့တင်ကြတာဈီးပင်ပဲထားလိုက်ပါငါဆောက်ဟောင်းမယ်ကွာနင်းတို့အဲ့ဒီလိုတင်ကြတာရင်းနဲ့ချိန်တွေ့ပေမဲ့ရွာထဲနွားတွေရှာနာခွနာဖြစ်တာဘလူးစားတယ်ထင်းဘာကြီးတယ်တွေဘလူးစားမှကြောက်လို့အကျန်းစရာရောင်းတဲ့ဆေးတွေဝဲကွင်းရနဲ့ ခုပုံလူတွေမြင်လာကွယ်ညမှာဝါဆက်ကြဘလူကခြံပိုးလို့ရတဲ့ကလေးငယ်တွေကိုဖမ်းဆားလိုက်မယ်ဆိုပြီးအကျန်းဆရာကိုအားကိုးတော့မှာပဲတကယ်တော့ဒီပုံကငါ့ကိုကိုရွှေအားဝိုင်းရီလာမိတ်ညရွာပြင်မှာတပင်သေးတာရှိတဲ့ထန်းပင်နာရှစ်နာရီတတီလာခဲ့ပါလို့တရုပ်ဖော်ထားတာပါထို့စဉ်ရွှေအားထုံးခင်တို့နာရောက်လာကအာအိုအိုဟဲ့မဝိုင်းနင်းကြီးကဘာတွေပြောနေရလဲဘာသာပြန်မေးပါအောင် ဒိုးချစ်တာလူတိသွားပြီမြို့ကိုကြုံရကားနဲ့ခိုးပဲခိုးပြကြပါစို့တဲ့ဟာသူတို့ဟာနဲ့သူတို့တော့ဟုံနေတာပဲငါတို့မိတာနဲ့ခိုးပြရတယ်လို့ဟာခိုးမပြလို့မဖြစ်တော့ဘူးဟိုဟိုရွာမနေရင်ဘလူးစားခိုင်ရမှာကြောက်တယ်ဆရာမိုးစီတောင်းရင်လေတရွာလုံးပြန်ပြီးအဆက်ကွဲမှာဟာနင်းတို့ကအဲ့ဒီအစင်ဖြစ်လို့နောက်ပြီးဦးမိုးကနင်းတို့ပုံတွေသူ့သဘောနဲ့သူရွာကိုခြောက်ပြီးလှုပ်စားတာနင်းတို့ကပဲကြောက်ရတယ်လို့ ဇီရောတို့နွားတဲတို့မှာချိန်တွေ့တာပဲဖြစ်ပြီပေါ့။ဘာပဲဖြစ်ဖြစ်တကယ်ဟုတ်ရင်ကျမကိုဘလူးစားမှာကြောက်တယ်။ကိုဖော်တဲ့ဝမ်းနှုတ်စီကို့ပြန်ဒုက္ခပေးတာပေါ့။နင်တို့ဒီလိုဖြစ်မှာတော့ခိုးပြေးတာအကောင်းဆုံးပဲ။အဲ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 ့ဒီလိုကြတော့လေကျမကချိန်မတန်တော့ကားဂိတ်အထိမသွားနိုင် ရွှေအောက်ကိုထမ်းခိုင်းရအောင်။ तू आ ပိန်နာယောဟမ်ထိုးပါဦးပေမေး။ထုံးခင်သူ့ပစိုးဖျဲပြီးဝါရှုအထံလောက်ရကကားဂိတ်တို့လေခွေးများကိုဖျက်ရင်း ပြီးပဲဟိအဲအဲအဲထွန်းခင်မျိုးတို့အပြန်ခါဦးလိုက်ပို့ရင်ရွာပြင်တစ်ပင်အောင်မဝိုင်းတို့အကြောင်းပြောပြရာရွာမှာတရေကားတွေပြန်ပြတော့အကျန်းဆရာတွေတခေထလာတာပေါ့ခုလိုကိစ္စတွေမှာစိတ်ပုံးနေလဲဒုက္ခဖြစ်ကုန်တာပေါ့တို့လည်းနီးချင်ပြီခါဦးလေးရေဟုတ်ကဲ့ပါရှင်အခုလိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင် နားဆင်သူတို့လည်းဘယ်ကိစ္စမဆိုကိုယ်တိုင်ချင်းချင်းတွေးတော်ပြီးမှယုံကြပါနော်အားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်တိုင်းကိုပိုင်ဆိုင်နိုင်ကြပါစေရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်